စစ်ကောင်စီအာဏာသိမ်းထားတဲ့၄နှစ်ကျော်ကာလအတွင်းမြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာအလွန်ဆိုးရွားနေတယ်လို့ဒီနေ့မေ3ရက်နေ့မှာကြားရောက်တဲ့နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ UK အင်မြန်မာကထုတ်ပြန်ပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာစာနယ်ဇင်းသတင်းသမားတွေကိုဖမ်းဆီးထိန်းသိမ်းမှုဒုတိယအများဆုံးနိုင်ငံဖြစ်ပြီးနေစည်းမချားသတင်းထောက်များအဖွဲ့ရဲ့ထုတ်ပြန်ထားတဲ့2025ခုနှစ်ကမ္ဘာစာနယ်ဇင်းလွတ်လပ်မှုအညွှန်းကိန်းအရနိုင်ငံပေါင်း180မှာမြန်မာနိုင်ငံကအဆင့်169မှာရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင်အင်တာနက်ဆက်လက်ကန့်သတ်ထားမှုကလူသားချင်းစာနာထောက်ထားမှုကူညီအတွက် အချက်လက်စုဆောင်းရမှာနှောင့်နှေးမှုဖြစ်ပေါ်စေသလို အချိန်နဲ့တပြေးညီငလင်တုံ့ပြန်ရေးဆောင်ရွက်တဲ့နေရာမှာအဟန္တားဖြစ်စေတယ်လို့ UK အင်မြန်မာကထုတ်ပြန်ပါတယ်။မီဒီယာကဏ္ဍအနေနဲ့လွတ်လပ်စွာသတင်းထုတ်ပေါ်ခွင့်ရှိရမှာဖြစ်ပြီး UK အစိုးရအနေနဲ့ပြည်သူတွေသတင်းလလန်းမိနိုင်ခြင်းအပေါ်မြန်မာစစ်တပ်ရဲ့ပြည်နှိမ်မှုကိုရှုတ်ချသလိုဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သတင်းသမားအားလုံးကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCN အတွင်းရေးမှူးဦးတိုးစော်လက်ကတော့မီဒီယာလွတ်လပ်ခွင့် အညွန်ကိန်းတွေဟာအာနာသိမ်းပြီးနောက်ကြာဆင်းလာတာဖြစ်တယ်လို့သတင်းရယူတဲ့နေရာမှာလဲစစ်ကောင်စီပြင်ပြိပခဖြစ်ပွားတဲ့နေရာတွေမှာပါသတင်းရယူခွင့်ပိတ်ပင်ခံနေရတာဖြစ်တယ်လို့တန်လွင်တိုင်းကပြောပါတယ်2020အာနာမသိမ်းကျင်းတော့မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အညွန်ကိန်းက139ဝအခုတည်းကျွန်တော်တို့ဖွင့်30အမှတ်30ပို့ရှိခဲ့တဲ့နေရာပါအဲ့တော့ဒီနေ့အနေနဲ့ပြောမာနင်းတော့ပဲသတင်းမီဒီယာ တော်လက်ခွင့်ဟာတော်တော်စူးစိုးဝအခြေအနေဖြစ်သွားပါတယ်ဗောဗျာကျွန်တော်တို့လွတ်လပ်လပ်တရင်ရယူခွင့်မရှိဘူးဒါစစ်ကောင်စီအောက်မှာတင်ပုတ်ပုတ်တချို့နေရာတွေသူတိပြန်တော့ conflict နော်ကျွန်တော်တို့ဒီဟိုနည်းနည်းဖဏိဘကဖြစ်တဲ့နေရာတွေမှာလည်းဟိုစီအေးလုံးကြောင့်မို့ဦးစားပေးပြီးတော့တရင်တရင်ရယူခွင့်ပိတ်ပင်တဲ့အခြေအနေတွေကိုမျိုးစုံကြုံနေရပါတယ်အတော်စူးစိုးဝဝဟိုစောင့်ကြည့်ရမယ်ဒီမီဒီယာခွင့်ရချို့ပောက်ခံနေရတဲ့နိုင်ငံအနေမှာပါပါတယ် ဒါအပြင်လက်ရှိသတင်းလွတ်ခွင့်မရှိတဲ့အပြင်သတင်းစစ်ဆေးမှုတွေကိုပါပိတ်ပင်ခံထားရတာကြောင့်ပြည်သူတွေနေတဲ့သဘာဝပေးလို့ဘီအန်ရီတွေဖြစ်ပွားချိန်တွေမှာချက်ချင်းတုံ့ပြန်နိုင်မှုတွေမရှိတဲ့အတွက်လည်းနင့်နာမှုတွေရှိတယ်လို့ဦးတိုးစောလက်ကဆက်ပြောပါတယ်။သတင်းတော်တို့ကတော့စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်သတင်းရယူတဲ့နေရာမှာမြေပြင်ထိသတင်းရယူဖို့ကအစအခက်ခဲရှိလာသလိုသတင်းရယူတဲ့နေရာမှာလည်းစစ်ကောင်စီရဲ့စစ်ဆေးမှုတွေရှိလာတာကြောင့်အခက်မသိရင်ဖမ်းဆီးခံရနိုင်တယ်လို့ပြောပါတယ်။ အာနာသိန်းကြောင့်တော့ဒီဒီနောက်ပိုင်းမှာတို့ရှိတော့ဒီတရင်သမားတော်များတော့ခက်ခဲဖြစ်တော့ပေါ့နော်ဒီကတော့ဒေဗင်ဒီရောက်အောင်လင်းရင်မျိုးစီရောက်အောင်ကျွန်တော်သွားဖို့ခက်ခဲရှိတယ်တချို့ကျင်ရတယ်မှာသူကျွန်တော်သွားမယ်ဆိုလို့ဟောစစ်ကောင်စီရဲ့စစ်ဆေးမှုတွေရှိတယ်အော်ကမတီတော့ကျွန်တော်ဖန်ခံရနိုင်ရပေါ့နော်ဒီလေးမှန်ရဖို့ဆိုကျွန်တော်တို့အများကြီးခက်ခဲတဲ့ဒေတာလေးကျွန်တော်ကြုံရတာပေါ့နော်လက်ရှိမြေပြင်သတင်းရယူရနေရမှာစစ်ကောင်စီအတွက်ဝါရဖြန့်ပေးနေတဲ့သတင်းသမားတွေလောက်သာသတင်းရယူနိုင်တာကြောက်ပြီးသူတွေ သတင်းမှန်မရရှိသလိုသတင်းမှန်ရေးတဲ့သတင်းသမားတွေကိုလည်းဖမ်းဆီးနေတာကြောင့်သတင်းလွတ်လပ်ခွင့်မရှိတော့ဘူးလို့သူကဆက်ပြောပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ကတော့အာဏာသိမ်းပြီးနောက်စစ်ကောင်စီကသတင်းသမားတွေကိုမတရားဖမ်းဆီးထောင်ချတာတပ်ဖြတ်တာတွေပြင်သတင်းသမားတချို့ဟာလက်ရှိချိန်ထိအကျဉ်းထောင်သီးသီးမှာအကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီကအာဏာစသိမ်းချိန် 2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကနေ2025ခုနှစ်မေလ3ရက်နေ့ထိမတရားပြိနှိပ်ဖမ်းဆီးခံရရပြီးလက်ရှိအချင်းကြခံနေရစေသတင်းမီဒီယာသမား40ဦးရှိသလိုအာဏာသိမ်းကာလအတွင်းသတင်းမီဒီယာလွတ်လပ်ခွင့်အတွင်းတေဆုံးသူ9ဦးထိရှိတယ်လို့သိရပါဗျ။